ရှင်မတော်တဆမှုဖြစ်ပွားခဲ့ပြီးဒီကနေ့မနက်မှာပဲကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်သူမင်္ဂလာပါပရိသတ်ကြီးရေလူငယ်တရုတ်ဆောင်လေးသူကတော့ကလေးဘဝကလေးကအနုပညာလောကမှာတရုတ်ဆောင်တယောက်အနေနဲ့ဖြတ်သန်းခဲ့သူဖြစ်ပြီးအရွယ်ရောက်လာတဲ့အချိန်မှာလည်း MTV4 ရုပ်သံဇလန်တွဲတွေဖြစ်တဲ့မဲချိုအဖြူရောင်တက်ကတွေအစားရှိတဲ့ဇလန်တွဲတွေမှာပါဝင်တရုပ်ဆောင်ခဲ့ကပြည်သက်တွေကြိုက်နှစ်သက်ချင်းခံခဲ့ရသူဖြစ်ပါတယ်။ တရုတ်ဆောင်ထူဟာအဖြစ်ရောင်တက်ကရစ်ဇလန်တွဲမှာထူးဆော်ဆိုတဲ့ကာရိုက်တာအနေနဲ့လကောင်းမဲချိုဇလန်တွဲမှာတော့အောင်ကြီးအဖြစ်လကောင်းပါဝင်တရုတ်ဆောင်ခဲ့တာဖြစ်ပြီးပြိသက်တွေအကြိုက်တွေ့ခဲ့ကအထူးနှစ်သက်ချင်းခံခဲ့ရတာလည်းဖြစ်ပါတယ်တရုတ်ဆောင်ထူဟာပြီးခဲ့တဲ့2024ခုနှစ်အကယ်ဒမီစကားတင်စီးရင်မှာလေယောက်ျားကောင်းအတောင်20ဆိုတဲ့ရုပ်ရှင်စကားကြီးမှာနဂရော်ဇယုံနဲ့အကယ်ဒမီစီးရင်ဝင်ခဲ့သူလည်းဖြစ်ပါတယ် အထူးသဖြင့်တော့မဲချိုဇလန်ဒဲထဲမှာလူသိများခဲ့သူလည်းဖြစ်ပြီးငယ်စဉ်ကလေးဘွားတုန်းကအစိုးရဆန်းဆိုင်ခလာရဲ့ငယ်ဘဝမှာလည်းတရားဥဆောင်လုပ်ခဲ့ပူသူတဦးဖြစ်ပါတယ်တရုတ်ဆောင်ထူးကွယ်လွန်သွားခဲ့တဲ့အတွက်မဲချိုဇလန်ထဲမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့ဝိုင်းရွှေကြီးကလည်းညာကအထိဆူတောင်းပေးနေခဲ့တော့စိတ်ထားကောင်းပျော်ပျော်နေတတ်တဲ့မောင်လေးကောင်းရပုံပေါ်ကရောက်ပါစေဟုစုကဆူတောင်းပေးထားတာလည်းဖြစ်ပါတယ် ငယ်စဉ်ကလေးဘဝကလေးကကလေးတယောက်ဆောင်တွေအနေနဲ့အတူတူပါဝင်တယောက်ဆောင်ခဲ့ကြတဲ့အင်ထွာမိုးမြင့်ကလည်းတကယ်ကိုမယုံနိုင်သေးဘူးကိုကြီးရဲ့ငငယ်လေးကလေးကဇကားပေါင်းများစွာအတူတူရိုက်ပြီးတော့ကြီးပြင်းလာကြတာကြီးလာတော့လေဒီအမှုပညာအလုပ်ကိုပဲယူသွပြီးတော့ဆက်လုပ်ခဲ့ကြတာအခုတော့ကားအက်ဆီဒန့်ကြောင့်ဆုံးမိတယ်လားတကယ်ကိုမခံစားနိုင်ဘူးအကိုကောင်းရပုံမွားကိုရောက်ပြီးဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးတွေမကြုံရပါစေနဲ့ဆိုပြီးတော့လေဆူတောင်းပေးထားတာဖြစ်ပါတယ် တရုတ်ဆောင်သူဟာစနေနေ့ညကရင်းမတော်တဆမှုဖြစ်ခဲ့တာဖြစ်ပြီးတတိလစ်မေမျောနေရာကနေတတိမလဲလာတော့ပဲတနင်္လာနေ့မနက်6နာရီလောက်မှာကွဲလွန်သွားခဲ့တာဖြစ်တယ်လို့လည်းအိန်နွာမိုးမြင့်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာအသေးစိတ်ပြောပြထားတာဖြစ်ပါတယ်အလားလာကောင်းတွေနဲ့အောင်မြင်မှုတွေအများကြီးရနေတဲ့အချိန်မှာပဲအခုလိုလူလောကကြီးကနေထွက်ခွာသွားခဲ့ရတဲ့အတွက်တရုတ်ဆောင်သူကိုချစ်ကြတဲ့ပရိသတ်တွေကတော့ကြီးကွဲဝန်းနဲ့မဆုံးခံစားနေကြရတာလည်းဖြစ်ပါတယ် အသက်ငယ်ငယ်လေးနဲ့အဖြစ်ဆိုးကြုံခဲ့ရတဲ့တရုတ်ဆောင်ထူးတယောက်လည်းကောင်းရမွန်ရဘဝကို ရောက်ရှိပါစေလို့ဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။